ကွန်မူးမျိုးနယ်ကထက်တန်းကြောင်းတစ်ခုကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အော်တိုဘာ၁၀ရက်နေ့ကတွားရောက်ခဲ့ပါတယ်ကွန်မူးမျိုးနယ်အနှံ့ကခြေကံပညာကျောင်းများကဆရာဆရာမတွေနဲ့တွေ့ဆုံပြီးကျောင်းတွေမှာရင်ဆိုင်နေရတဲ့အခက်အခဲနဲ့ကျောင်းသားကျောင်းသူတွေရဲ့အခက်အခဲတွေကိုဆွေးနွေးခဲ့ကြပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီးလူရမ်းမဲ့အလူရှင်တွေရရှိနေတာကြောင့်လိုအပ်ချက်တွေကိုကြိုတင်လာရောက်ပြီးလှိလာဆွေးနွေးတာလို့ဒေါအောင်ဆန်းစုကြည်ကပြောပါဗျာ။ဒီဝင်ပြီးတက်ပြီးတော့အကြံပြုတဲ့အကြံတွေကချစ်ချစ်ရောက်ရှိရဆိုတော့နားလေ။အဲ့တော့မှလည်းတက်ချင်စေပေါ့။ဒီလိုလေလာရောက်လာအချိန်ကတော့ပြီးတော့အချိန်ကုန်ခံပြီးတော့တော့ပြီးတော့နားထောင်နေ ားထောင်ပြီးတော့ခံနေပြီးတော့ဘာမှလည်းရရတာမဟုတ်ဘူးဆိုတဲ့စိတ်ကြီးဖြစ်လာလို့ရှိရင်ဟိုလိုလိုလားလားပေါ့အဆောင်ရပုံကအမြဲပါတယ်။အဲ့တော့အဲ့ဒါကြောင့်လည်းဟိုဆရာဆရာမတွေရပြီးတော့ဥဆောင်ပြီးတော့လုပ်ပါလက်ရှိပညာရေးစနစ်အရအဆင့်ကောင်းကောင်းရနေတဲ့ကျောင်းသားကျောင်းသူတို့ကိုကုံမှုမျိုးနယ်မဲဆန္ဒနယ်မြေရဲ့လွတ်တော်အမတ်ဒေါ်အောင်ဆန်းစုကြည်ကတွိတ်ဆုံစစ်ဆေးခဲ့ပြီးပညာရေးဆိုင်ရာတင်ယိုးညွန်းနှန်းတွေပြင်ဆင်ဖို့လိုတယ်လို့ဆိုပါတယ်

တို့ဘာဖြစ်လဲဘာဘယ်နည်းကဖြစ်နေလဲပေါ်ပေါ်ရဘဝရိုးထောက်ဘူးနောက်ပေါ့ပြတ်မရှိဘဲနဲ့ပေါ့အကြာကြီးနေနေတယ်ခိုင်တာဆိုတော့ဘတ်တဲ့ခါကျတော့သူတို့ပြောနေတဲ့အဖြစ်ကိုသူနားလေတာနားလေပြီးတော့အဓိကချက်တွေကိုသူကနေတော့ထုတ်နေတာနောက်ဒီကတော့လူရည်အားလုံးတော့ခဏနေခဏနေ အားလုံးသေးပေလို့ဒီအလွတ်လာတယ်အလွတ်လာတော့ဖတ်တာကိုကြည့်တယ်ခတ်တာကိုကြည့်တယ်ကောင်းပါလားအပြင်းချောင်းကိုလှခါဘယ်ဘယ်လိုဘာသာပြောဆိုဒီတော့ဘာမှမပြောပါဘူးဒီတော့ပေါ့ဒီကျတော့ဖိုက်ပြီးဖိုက်ပြီးတော့ဒီလိုပါတော့အားမင်းတို့ဆိုတော့ခုခေတ်မှာလည်းဒီလိုပါတော့ဘယ်နဲ့တော့တာနေ ဘာနဲ့ရှင်ပြီးတော့အလုပ်လုပ်ခြင်းဒါကအများဆုံးတော့ဆိုအများဆုံးတော့ညဘာသာဒါကတော့ဖြစ်နေတာပါတန်းတင်နေပါတယ်အဲ့ဒါတော့စဉ်းစားပါ